အပြုနဲ့မောင်ခန်းတို့လင်မယားအရှိပြောင်းဒုက္ခတွေဖြစ်ပါတယ်မောင်ခန်းတို့ကသူတို့ဒေသမှာကပေးကြီးဖြစ်လို့နန်းနန်းကြားကိုပြောင်းရွှေ့လာကြတာပါဒီလိုနဲ့ခီးကြီးတို့ကြသွားပြီးတဲ့အချိန်မှာတော့မောင်ခန်းတို့လည်းကြွကြွရက်ွက်လေးတစ်ခုကိုရောက်ရှိလာကြတယ်သူရက်ွက်လေးအားဆင်ချေဘုံသားသားရှိပြီးအစာကြီးစားတာမှမလားလို့အဆိုးရွားကထောက်ပံ့နေရတာပါမောင်ခန်းတို့လင်မယားလည်းအချိန်နဲ့ရက်ကြီးနေတော့စသားတရားကသူတို့ကိုတွေ့မြင်သွားတယ်ဘိုက်ကြီးနေတဲ့အပြုကိုလည်းဘိုက်ကိုဆန်းကြည့်ခြင်းနဲ့ဆိုလို့မောင်ခန်းတို့လည်းကြောက်ပြီးထွက်ပြေးလာခဲ့ရပါတယ်ဒီလိုနဲ့တဏျာရောတော့ကိုဆိုးလာဆိုတဲ့ဘဲတပင်းနဲ့သွားတွေ့တယ်ကိုဆိုးလာကလူတွေကိုတဖန်နိုင်ငံနဲ့ကိုဝင်နိုင်အောင်စီစဉ်ပေးတဲ့သူဖြစ်ပါတယ်မောင်ခန်းတို့လင်မယားလည်းအစာကတော့မယုံပင်မဲ့ကြီးချက်စရာလည်းမရှိရလို့ကိုဆိုးလာ ကူပဲငွေပေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ဒီဘက်ခင်မှာတော့ပတ်စံရှင်အောင်တုံးစားမရလို့ကိုဆိုလာကလည်းပတ်စံမယူပါဘူး။အကြောင်းမောင်ခန်းတို့လည်းခရီးသွားနေနေအမေလိုက်ထားတဲ့အသားလေးကိုပဲထုတ်ပေးလိုက်ရတယ်။ဒါနဲ့တင်မလောက်သေးဘူးဆိုလို့အေးဖြူရဲ့ဘဝပိုင်စင်ဆွဲချိုးကြီးကိုပေးခဲ့လိုက်ရပါတယ်။အဲဒီနောက်မောင်ခန်းတို့လည်းကိုဆိုလာလမ်းပြတဲ့တမြောင်တိုင်းဝင်သွားကြတယ်။ကန်ဆိုးချန်တော့အပြင်ကိုရေရောက်ချင်မှပဲကင်းလဲနေတဲ့လုံခြုံရေးနဲ့တူပြီးဖမ်းခံလိုက်ရတယ်။ဒီလိုနဲ့စကောင်းပါသွားတော့သူတို့လိုပဲတခြားဒုက္ခတွေပေါများစွာကိုတွေ့မြင်လိုက်ရတယ်။ဆီယာမနီကလည်းဒီတဲကမှကိုဝင်ရှိနေတဲ့အေးဖြူလင်မယားကိုရေးပြီးစစ်ဆေးကြတယ်။အေးဖြူရဲ့ပိုက်ထဲမှာကလေးရှိနေတာသီတော့ဆီယာမင်ကလည်းသိပြောတဲ့ပုံမပေါ်ပါဘူး။တဖက် မှာမောင်ခန့်ကိုလက်ဆောင်ဝင်ဦးလာဆိုသူကဆိတ်ဆိတ်ပေးတယ်။မောင်ခန့်ကမျိုးလုံးအောင်နဲ့ကိုမျိုးအောင်ဖြစ်နေလို့ဆောင်ဝင်လည်းအနှံငယ်အံ့ဩသွားပါတယ်။ဒီဘက်ကမှမောင်ခန့်လားမျိုးအောင်နဲ့ကောင်မရှိလို့မောင်ခန့်လည်းနေရင်တိုင်း VIP တန်းဖြစ်သွားတယ်။တကယ်တော့ဒီမျိုးဟာလူကြီးအစမတန်တူပါလာမှုကိုထင်ကျိုးဖို့တက်မိမတွေကိုကိုဝင်မဆောင်မှုပြပင်ထားတာဖြစ်ပါတယ်။အဲဒါကြောင့်ပြည်သူတွေကိုတားဆီးထိုးပေးတာပြီးမှပုံမတင်မဲ့ကိုဝင်ဆောင်ဝင်လုံးဝမရှိပါဘူး။မမုံတင်ပြီးကလေးမွေးဖို့ဆိုတာကလည်းအခွန်အခါတွေညာလို့တစ်ထည့်တော့ပဲတက်နိုင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ကလေးမွေးရင်နာမှာဘာမှဘာလို့မရပဲဖန်ကျော်တရေနဲ့ပဲဖန်တီးကြတာပါ။အစိုးရကလည်းတားဆီးခဏခဏထိုးပေးနေတဲ့လူတော်တော်များကလည်းမျိုးတွေမအောင်ကြတော့ပါဘူး။အကြောင်မလို့မောင်ခန့်လိုမျိုးကိုမျို ျိုးအောင်တွေကိုအလိုရှိနေကြတာဖြစ်ပါတယ်။ဒါပေမဲ့မောင်ခန်းကိုမျိုးထဲမှာနေချင်းအေဖြူနဲ့မတွေ့ရတော့ဘူးလို့ဆိုတယ်။အချိုရကလူနှစ်ယောက်စာကိုပဲထပ်ပံမှဖြစ်လို့မွေးလာမဲ့ကလေးနဲ့အေဖြူနှစ်ယောက်ထဲကတယောက်ကိုပဲရွေးရမှာပါ။မောင်ခန်းလည်းအဖမ်းခံနိုင်ရတော့ထပ်ပြေးဖို့ကြိုးစားပေမဲ့မလွတ်ခဲ့ပါဘူး။ဒီလိုနဲ့ထောင်သားတွေကိုပေါင်းကြည့်တော့မှသူ့လိုမျိုးလူတွေကြီးရဲ့ဖမ်းဆီးထားမှန်းသိလိုက်ရတယ်။လူတွေမှာလည်းပြည်သူတွေကကိုဝင်ဆောင်ကပြိပိန်ထားတဲ့ကိစ္စကိုအကြီးကြီးဆန္ဒပြနေကြပါပဲ။တကယ်ကြတော့မောင်ခန်းလည်းကိုယ့်အကိုထိခိုက်အောင်လုပ်ပြီးစေကမ်းပြလို့ရအောင်ဖန်တီးတယ်။ဟိုရောက်တော့ဆရာဝန်ကိုခွင့်တောင်းပြီးအေဖြူနဲ့တွေ့ခွင့်ပေးဖို့တောင်းဆိုကြည့်တယ်။ဒါပေမဲ့ဆရာဝန်မကလည်းဒီမှာအနာရှိရဲ့သူမဟုတ်လို့ခွင့်မပြုပေးနိုင်ပါဘူး။အေဖြူကိုကလေးရ ောင်မွေပေးပြီးမွေးလာတဲ့ကလေးကိုလည်းတပ်ပြစ်မှာဖြစ်ပါတယ်။ဒါမှသာမောင်ခမ်းနဲ့အေးဖြူတွေကိုသူတို့နေထိုင်ခွင့်ပေးနိုင်မှာပါ။မောင်ခမ်းလည်းတခြားစင်နာပြီးတော့မှလက်ခံလိုက်ပြီးကလေးမွေးခင်အေးဖြူနဲ့တွေ့ဖို့တောင်းဆိုတယ်။ဒါပေမဲ့မိမဖြစ်သူနဲ့တွေ့တော့မောင်ခမ်းလည်းစိတ်ပြောင်းသွားပြီးတယောက်ထပ်ပြေးဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ကလေးမွေးမယ့်နေ့မှာပဲဆောင်ရင်မကိုဖမ်းချုပ်ပြီးအေးဖြူကိုလေထောက်ပတ်ကနေခိုးခဲ့တယ်။ငောင်းညနာလမ်းမှာဆောင်ရင်ဦးလာနဲ့မှထပ်တွေ့လို့တခြားကန်ဖြစ်ပါဖန်ခေါ်သွားလိုက်တယ်။ဆောင်ရင်ဦးလာလည်းပမာဝတ္တနိုင်နေဆိုမှသူ့ရဲ့နေအိမ်ကိုပဲခေါ်သွားလိုက်ရပါတယ်။အင်ကိုရောတော့ဦးလာရဲ့ဇနီးကမောင်ခမ်းတို့လင်မယားတက်ဝယ်စားရေးထုတ်ပေးတယ်။ဇနီးတွေကအေးဖြူရဲ့ဖိုင်လေးကိုကြည့်ပြီးရန်သဘောချနေလို့အိမ်မှာတညနာတဲခုတ်ခွင့်ပေးလိုက်ပါတယ်။ဦးလာကတော့ဖမ်း မိသွားရင်သူတို့ဘာဖြစ်ပိတ်ခံမှာဆိုလို့လန့်နေတာပါဒီလိုနဲ့ညာဘက်ကျတော့အေဖြူလေးရေချိုးကဝင်နေတော့မတော်စချော်လဲတော့တယ်အဲ့ဒီချိန်မှာပဲကိုဝင်ကနေသူတွေစီကြလာလို့ဆေးရုံကိုချင်းပြီးပို့ဆောင်ပေးလိုက်ရပါတယ်ကလေးတို့တော့အမြင်ဆောင်မိဖွားနိုင်ခဲ့ပေမဲ့စိတ်မကောင်းစွာနဲ့အေဖြူကတော့မီဒီယိုနဲ့မှပဲဆုံးသွားခဲ့ပါပြီမောင်ခတ်လည်းမိခင်တွေဆုံးလို့ဝမ်းနေပေမဲ့ကလေးကတော့တရားဝင်မိဖွားခွင့်ရရှိသွားပါတယ်နောက်ဆုံးမှာတော့မောင်ခတ်လည်းစနေဖိုးကြီးကိုတော်လန်ဖို့လမ်းလမ်းကန်ပြီးလမ်းမထွက်လာရင်ဇနန်းလေးလေးပြီးဆုံးသွားပါတယ်ဒီစကားလေးကိုကြည့်ပြီးလူချင်းမင်းတို့ထဲမှာလည်းကိုမျိုးအောင်နေပါရဲ့ရှိရင်ဒီမျိုးလေးကိုမသွားကြဖို့အကြံပေးခြင်းပါတယ်ကျေးဇူးတင်ပါတယ်